ပြက်ပြီးတဲ့နောက်ပိုင်းမှာအောက်ဖဲလှန်တဲ့စိတ်ထက်မကောင်းသူလို့ဝေဖန်နေကြတဲ့အပေါ်မှာဖြူစင်ချောင်းတက်တည်ပြလာခဲ့တဲ့လွှမ်းပိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေလွှမ်းပိုင်းရဲ့အထုပ်ဖော်မှုကြောင့်လက်တလုံးမှာ Novel Ether ကစနိုက်သူဆိုတာကိုပေါ်လွင်ပြီးတော့အပြင်းထန်ဝေဖန်ခံရတာဖြစ်ပါတယ် Bobby Sousa ရဲ့တခြင်းအောက်မှာ Bisou C ကစနိုက်တာနာမည်လေးလုံးနဲ့တက်သက်စမင်းသမီးဆိုပြီးတော့ထုတ်ပြောခဲ့တယ်လို့ Novel Ether နဲ့နောက်ွယ်မှာချိ က်ခဲ့ကြောင်းကိုလည်းတိတာစီမဲ့စကားတွေနဲ့ပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲ Novo Air ကငင်းဖို့ရလဲမရှိတော့သလို Bobby Sousa ရဲ့နောက်ကွယ်မှာဖောက်ပြန်ခဲ့ကြတဲ့အမှန်တရားကိုဝန်ခံလိုက်ရတာပါ။ဒါတည်းမကသီးပဲနဲ့ကားထဲမှာ Novo Air နဲ့အလွမ်းပိုင်တို့နန်းနေတဲ့ဗီဒီယိုပါထွက်လာတဲ့အတွက်ပို့ပြီးတော့အဆက်ကွဲနေတာပါ။ပရိသတ်တွေနဲ့ Novo Air ကတော့အဲ့ဒီဗီဒီယိုကိုလွမ်းပိုင်ကရည်ရွယ်ချက်ရှိရှိနဲ့ social media ပေါ်ကိုတင်ပြီးတော့အောက်ဖဲလှန်လိုက်တာလို့ထင်ကြတာပါ။ဒါကြောင့်မို့လဲလွမ်းပိုင်က ရေးစားဟောင်းရဲ့အကြောင်းတွေကိုစီးမဆောင်ပဲမကြေနိုင်ရင်အောက်ဖေးလှန်သူဆိုပြီးတော့တတ်မှတ်နေကြတာဖြစ်ပါတယ်။ လော်ဘောအင်ထားကစနိုက်သူအဖြစ်ဝေဖန်ခံရတယ်လို့လွမ်းပိုင်ကလည်းစိတ်သက်မကောင်းတဲ့ယောက်ျားအဖြစ်ကိုဝေဖန်ခံရပြန်တာဖြစ်ပါတယ်။အခုလိုစိတ်သက်မကောင်းသူအဖြစ်ဝေဖန်ခံနေရတဲ့အပေါ်မှာလွမ်းပိုင်ကသူမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းလာခဲ့တာ ဖြစ်ပါတယ်။သူအနေနဲ့ပြီးစောရဲ့တခြင်းအောက်မှာကောမမန့်ပြီးတော့စာရေးတင်ခဲ့တာမှန်ပေမဲ့ဗီဒီယိုကိုဖြန့်ရလောက်တဲ့အထိမမိုက်မဲသေးဘူးလို့ရှင်းပြလာပါတယ်။ဗီဒီယိုကိုဖြန့်မယ်ဆိုရင်သူကိုယ်တိုင်လည်းသိခါကြရမှာဖြစ်တဲ့အတွက်ကိုယ်လေပင်ကိုကြိုးမစွဲပါဘူးလို့ရှင်းထားခဲ့တာဖြစ်ပါ ပါရင်အဲ့ဒီဗီဒီယိုကိုလွမ်းပိုင်းကရိုက်ပြီးတဲ့အချိန်မှာ Novo Eta တယောက်ကိုသာပြဖို့ပါရင်သူ့အပြင်တခြားသူကိုမပြဘဲတေချာ log ခတ်ပြီးတော့တင်းဆဲထားခဲ့တာပါဒါကြောင့်မို့ဗီဒီယိုကဘလို့ပြန်သွားတာလဲဆိုတာသူကိုယ်တိုင်တောင်မသိလိုက်ဘူးလို့ဆိုပါရင် ဗီဒီယိုကိုဖျက်ရတဲ့အထိစိတ်ထက်မကောင်းသူမဟုတ်ဘူးဆိုတာကိုပရိသတ်တွေယုံပေးကြပါလို့တောင်းဆိုလာခဲ့ပါတယ်။ဒါအပြင်ပြန်နေနေတဲ့ဗီဒီယိုကိုဘသူဖျက်လဲဆိုတာကိုလည်းလွှမ်းပိုင်ကအသေးစိတ်စုံစမ်းကြနေတာဖြစ်ပါတယ်။သူမှန်ကန်တယ်ဆိုတာကိုတသိပြကြတဲ့အတွက်ကျွမ်းကျင်တဲ့ပညာရှင်တွေနေနဲ့လည်းဖော်ထုတ်ပေးလို့ရရင်ဖော်ထုတ်ပေးပါဆိုပြီးတော့နင်နာသူကြီးအဖြစ်တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။တကယ်လို့သူသာဗီဒီယိုကိုဖျက်ကြတယ်ဆိုရင်လောခဲ့တဲ့နှစ်နှစ်ကလေးကနေချက်ချင်းဖျက်ခဲ့မှဆိုပြီးတော့ရေးသားလာခဲ့ရလဲဖြစ်ပါ ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကျော်မှာလက်ရှိနော် 4A သားစဲဆိုခံနေရတာထက်သူကအချိန်အကြာကြီးဝေဖန်ခံနေရသလိုခုချိန်ထိလည်းဝေဖန်ခံနေရတော့မဲဖြစ်ပါရည်။ဒါအပြင်နန်းစုရည်တီဆိုးဘာဝေဖန်နေကြတဲ့အတွက်မခံနိုင်တော့လို့ဖောက်ပြန်ခဲ့တဲ့သူ့ရဲ့နာမည်ကိုအတိအကျထုတ်ပြောလိုက်တာ ဖြစ်ပါရည်။ ဒါအပြင်အခုလိုပြောတာကနော်ဖိုးအေထားကိုထိခိုက်စေချင်လို့မဟုတ်ပဲဗော်ဘီဆောက်ဆောက်အပေါ်မှာတင်နေတဲ့မြေတားကြွေးကိုဆက်ချင်လို့ဆိုပြီးတော့ဆိုပါတယ်ပရိသတ်တွေကတော့လွမ်းပါရင် အပြစ်ဘလောက်ပဲရှိရှိပေါ့နော်ဘလောက်ပဲသူ့ကိုဟိုကာဘာစကားတွေပြောပြောလွမ်းပါရင်ဟိုဒါအပြစ်တင်နေတယ်အခုလိုဖြစ်တာကနော်ဖိုးအေထားရဲ့အပြစ်လဲပါသလိုလွမ်းပါရင်ရဲ့စီးမဆောင်ထိမှုတွေကြောင့်လို့ထောက်ပြနေကြတာဖြစ်ပါတယ်လူချင်းဝဲကိုမဆောင်ထိတဲ့သူတွေအဖြစ်သူတို့နှစ်ယောက်ကိုအပြစ်တင်နေကြပြီမြင်သူတို့ကတော့အမှုပညာအလုပ်တွေကိုလုံးစီရ ှိတာဆက်လုတ်သွားရင်နဲ့ဖျက်တမ်းသွားကြမှာဖြစ်ပါတယ်။ပရိသတ်ကြီးရောကားထဲမှာနန်းနေတဲ့ဗီဒီယိုဖိုင်ကို ဖြန့်ခဲ့တဲ့သူကဘယ်သူလို့ထင်လဲဆိုတာကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။